ားလုံးမင်္ဂလာပါဒီနေ့ကတော့အခြေခံမရှိတဲ့သူပဲဖြစ်ဖြစ်အခြေခံသမားတွေကိုတင်ပေးချင်တဲ့သူတွေကိုပဲဖြစ်ဖြစ်နောက်ပြီးတော့ကိုယ်ကိုယ်တိုင်ကလည်းဒီကလေးတွေကိုအင်္ဂလိပ်စာတွေကိုအခြေခံပြန်တင်ပေးချင်တဲ့သူတွေပဲဖြစ်ဖြစ်ဒီနေ့စနစ်လေးနဲ့တင်မယ်ဆိုလို့ရှင်ဒီနေ့စနစ်နဲ့တင်ယူမယ်ဆိုလို့ရှင်လေ့ကျင့်မယ်ဆိုလို့ရှင်ပို့ပြီးတော့မှမြန်မြန်ဆန်းဆန်း အင်္ဂလိပ်စာကိုတက်မြောက်မယ်လို့မျှော်လင့်ပါတယ်ပထမအဆုံးမလိုမလဲဆိုလို့ရှင်ဒီ verb လေးတွေကိုအရင်ရအောင်ကြည့်ထားမှာပေါ့နော် verb ဆိုတာကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုပြတဲ့စကားလုံးတွေပေါ့နော် English တွေက predicate လို့သုံးတယ်တို့တွေက verb လို့သုံးတယ်နော်အကြောင်းအကျိုးပြတဲ့စကားလုံးပေါ့နော်ဆိုတော့အဲစမ်းကြည့်အောင်ဒါဆိုရင်ဟိုအားလုံးသိနေအားလုံးသိနေကြ go သွားသည် come လာသည် stand မတည့်ရက်တိ stand up လို့ပြောလိုက်လို့ရှင်သူကထိုင်ရကနေထလာတာအဲ stand up လို့ပြောเนาะနောက်ပြီး sit sit ကလည်းအတိုင်းပဲသူကနေသူထိုင်နေတယ်ဆိုလို့ရှင်တော့ sit ပေါ့အာထိုင်အာထရကနေထိုင်ချတယ်ဆိုရင်တော့ sit down ပေါ့ဒါတော့ run ပြေးသည် walk လမ်းလျှောက်သည် sleep a a သည် wake up အရာထသည် cry ငိုသည်ယွန်တန်သည် dance ကသည်ကြမခုံသည် fly ပြန်တန်းသည် line လိန်ညာသည်ဒီနောက်မှာလိန်ညာသည်လို့မပြောချင်ဘူးအာလဲလျောင်းသည်လို့ပဲအရင်ဆုံးပြောမှာနော် play ကစားသည် dive ဘွားနဲ့ရေထဲဘူးအဲ့ diving ထိုးသည်ပေါ့အဲ့ဒါဆိုလို့ရှင်ဒီဒီ verb နဲ့သူ့ရဲ့ အရှိမရှိတဲ့ကတားပုတ်ပြုလုပ်တဲ့သူနဲ့တွဲပြီးတော့ပြောကြည့်ပါအောင်မယ်အရှိဆုံးဘာနဲ့အရင်တွဲမလဲဆိုလို့ရှိရင်အများကိန်းနဲ့ပဲအရင်တွဲပြီးတော့အရင်တွဲပြီးတော့မှပြောကြမယ်ဟိုမှာအများကိန်းမလို့လဲဆိုရင် i ငါ we ငါတို့ you me မင်းတို့ they သူတို့ဆိုရင်နောက်ပြီးတော့နာမည်နှစ်ခုပေါင်းမယ်ဆိုလို့ရှိရင်အများကိန်းဖြစ်သွားမယ်မောင်မောင် and မမဆိုသူတို့ကလည်းအများကိန်းဖြစ်တာပေါ့နော်ဆိုတော့ဟုတ်ကြောင်းကိုအရင်ပြောမယ် ဟုတ်ကြောင်းဆိုတာဘာဘာအင်္ဂလိပ်လိုက affirmative လို့သုံးတယ်ဟုတ်ကြောင်းဆိုရင် तू อ่ะခုနပြုလုပ်တဲ့သူနဲ့ verb နဲ့ပဲတွဲပြီးတော့မှပြောမှာကွာဥမာငါသွားတယ်ဆိုရင် i go ငါလာတယ်ဟောငါတို့လာတယ် we come အာမင်းလမ်းလျှောက်တယ် you walk အာမင်းသူတို့အိတ်တယ် they sleep မောင်မောင်နဲ့မမကကစားတယ်မောင်မောင် and mama play ငှက်တွေကပြန်တန်းတယ် birds fly အကျောင်းသားတွေကကတယ် the students dance အဆရာတွေကလဲလျောင်းကြတယ် the teachers line အဲ့ဒါတွေကသူရဲ့ရိုးရိုးပဲပေါ့နော်ဟောက်ကျောင်းပြောတယ်နေရာပြပုံလေးတွေကိုအာတွဲပြီးတော့ပြောကြည့်အောင်အာပထမအဆုံးနေရာပြတဲ့ပုံလေးတွေကိုအရင်လေ့လာကြမှာပေါ့နော် ပထမဆုံးဘာလို့ဒီလဲဆိုရငง to school ကျောင between two trees เသစ်นင်နှပင်ရကြမှာ at gate เိုရင gate မှ on the floor จျမ်းပြငมา to the mom ตัวมี g h အမိစီ on the on to the ground ရေ่จีးပေါ် on the bed เอีပေါ်มา under the tree အာတစ်ပငเအောက်မှာ from them to them to กကနေ in the kitchen အမိဘူဆောင်ထဲမှာ in the water ရေထဲမှာ in front of the hotel hotel ရဲ့ရှေ့မှာ in the sky ကောင်းကင်ထဲမှာ into the water ရေထဲမှာ into the water ကြတော့သူက action ပါတယ်ကွာဒီလိုကြီးဝင်သွားတယ်ကွာ into the water လို့တုံးတယ် now at the back of the house အိမ်ရဲ့နောက်မှာ in the rain ဆိုရင်မိုးရွာထဲမှာ ဟုတ်ပြီအဲ့ဒါမျိုးဆိုရင်အဲ့ရှေ့ရဲ့ verb တွေကိုသူ့ရဲ့ရှေ့မှာထားမယ်တင်းလျော်တဲ့ဟာနဲ့သုံးမှာပေါ့ကွာဘယ်လိုသုံးမလဲကြည့်ကြရအောင်ဥပမာ to school ဆိုရင် go to school uh stand between two trees အာဒီပင်ပင်ကြားမှာမတရက်တယ်အာ cry at gate gate မှာငိုတယ် sit on the floor အာကျမ်းပြင်ပေါ်မှာထိုင်တယ် walk to their mom သူတို့အမေစီကိုသွားတယ်ပေါ့လမ်းလျှောက်ပြီးသွားတယ် fall onto the ground မြေကြီးပေါ်ပြုတ်ကြတယ် action ပါတယ်သူလည်းเนาะ lying on the bed အဲ့ရပေါ်မှာလဲလျောင်းတယ် live under the tree အာဒီပင်အောင်မှာနေတယ် come from nam to nam to ကနေလာတယ် yawn in the kitchen အာစပိုးဆောင်ထဲမှာညီတန်းနေတယ်ပေါ့เนาะ uh, now dive into the water uh, yi re wo dive into when eh? le wait in front of the hotel me hotel she ma sound le eh? fly in the sky kaung kin de ma pyan tan le jump at the back of the house in ya naw ma khong le ran in the rain ran in the rain မိုးရွာထဲမှာပြေးတယ် ုတ်ပြီဒါကအဲခုနနေရာပြပုတ်ရဲ့ရှေ့မှာတင်းလျော်တဲ့ valve ကိုသုံးပြီးတော့မှအာပြလို့တာပေါ့နော်ဆိုတော့တို့ဝကြစီကြတဲ့နေရာမျိုးမှာသူ့ကိုခုနအတိုင်းပဲအာ subject ကိုရှေ့မှာထပ်သွားမယ်ဆိုတော့အာ go to school ရှေ့မှာတခုတရားရောက်ထဲမှာ i go to school ငါကျောင်းသွားတယ် we stand between two trees ကျွန်တော်တို့ကတိပိနှစ်ပင်ကြားထဲမှာမတရက်တယ် they cry at gate through a gate man ngor de uh you sit on the floor me jan pi mo ma thai de mom and mama walk to their mom mom and mama ga through ye amisi wo lan shao twa cha de twa cha de they fall onto the ground through a myeji paw pyo cha de i lie on the bed nga ga အဲ့ရပေါ်မှာလဲလျောင်းတယ် uh we live under the tree ငါတို့ကတော့သစ်ပင်အောက်မှာနေတယ် uh they come from nam to သူတို့က nam to ပြန်လာ nam to ကနေလာတယ် the cook yawn in the kitchen စဖိုးမူးကစဖိုးဆောင်ထဲမှာမိဖိုးဆောင်ထဲမှာတန်းနေတယ်တန်းတယ် the swimmers swimmers က အာယေကုသမားပေါ့ the swimmers dive into the water ယေကုသမားကအာရေထဲမှာ dive into ဝင်နေ your friend wait in front of the hotel မင်းရဲ့သူငယ်ချင်းက hotel ရဲ့ရှေ့မှာဆောင်းတယ် but flying in the sky အာငှက်တွေကကောင်းကင်ထဲမှာပြန်တန်းတယ်ကောင်းကင်ပေါ်မှာပေါ့ the girl jump at the back of the house claim ရေကအိမ်နောက်အိမ်နောက်မှာခုံကြတယ် the boys ran in the rain ကောင်းလေးတွေကမိုးရွာထဲမှာပြေးကြတယ်ဒါကသူ့ရဲ့ဝါကြပေါ့နော်သူ့ရဲ့ဝါကြဟောက်ကြောင့်ပြော affirmative ဝါကြတယ်ပဲဖြစ်ပါတယ်ဒါဆိုရင်ဟောက်ကြောင့်အာ negative ဝါကြပြောမှဆိုလို့ရှင်အဲ့ခုန subject ရဲ့ခုန verb ရဲ့ကြားထဲမှာ တုံးလေးထည့်ဆိုတော့ကပြောကြည့်ပါအောင်အဲ့ဒါဆိုရင်ငါကျောင်းမသွားဘူးဆိုရင် I don't go to school ငါကျောင်းမသွားဘူး uh we don't stand between two trees ငါတို့ကတိပင်းတိပင်းကြားထဲမှာမတက်မရက်ဘူး they don't cry at gate သူတို့က gate မှာမငိုဘူး you do not sit on the floor အာမင်းကတော့ကျမ်းပြပေါ်မှာမထိုင်ဘူး do not lay ရတယ် don't lay ရเนาะအာတူတူပါပဲဒါပေမဲ့စာရေးရင်တော့ do not သုံးတာများတယ်စကားပြောရင်တော့ don't သုံးတာများတယ်เนาะ mom mom and mama do not walk to their mom 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 နဲ့ mama တော့တို့မိစီကိုမသွားကြဘူးအာ they don't fall onto the ground တို့ကတော့ညကြီးပေါ်မှာပြုံးမကြဘူး

အာရေကူးသမားကရေထဲမှာတိုက်ပင်ထိုးမှုဝင်ဖို့ your friend don't wait in front of the hotel မင်းတို့ငယ်ချင်းတွေကအာ hotel ရှိမှာမဆောင်ဘူး but don't fly in the sky အငှက်တွေကကောင်းကင်ထဲမှာမပြန်သန်းဘူး the girl the, the girls don't jump at the back of the house ကလေးမတွေကကောင်းမလေးတွေက အိမ်နောက်မှာမခုံကြဘူး the boys don't run in the rain ကောင်လေးတွေကမိုးရွာထဲမှာမပြေးကြဘူးဟုတ်ပြီဒါကမဟုတ်ကြောင်းမဟုတ်ကြောင်းဆိုရင်ဒီအဲ့ကြားထဲမှာဒုံလေးထည့်ပေးလိုက်ရုံပဲခုနကတော့ငါကြောင်းသွားတယ်ငါကြောင်းမသွားဘူးအဲ့ဒါဆိုငါကြောင်းသွားသလားလို့မေးချင်တယ်ဆိုရင်သူရှိမှာ do လေးထည့်ပြီးဆိုလို့ရှိရင်အဲ့ဒါလေး question လေးဖြစ်သွားပြီပေါ့နော်အနောက်ကတော့ question mark လေးတော့ထည့်ပေးရမှာပေါ့နော်ဟုတ်ပြီပြောကြည့်အောင်အာ do i go to school ငါကျောင်းသို့သွားသလားအဲ့ဒီမှာအတန်လေးတော့နည်းနည်းပြောင်းပြရအောင်နော်မေးတဲ့လေတန်လေးနဲ့ပြောတဲ့လေတန်လေးတော့ခွဲပြပါစေ do i go to school ငါကျောင်းသွားသလား do we stand between two trees ငါတို့ကအာတစ်ပင်ကြားတဲ့တစ်ပင်နှစ်ပင်ကြားထဲမှာ မှတ်တရသလား do they cry at the gate သူတို့ကဂိတ်မှာထာငိုကြသလား do you sit on the floor မင်းကကျန်းပြင်ပေါ်မှာထိုင်သလား do mom and mom walk to their mom မမနဲ့မမကသူတို့အမေစီကိုသွားသလားအ do they fall onto the ground သူတို့ကမြေကြီးပေါ်မှာပြုတ်ချသလား do i lie on the bed ကျွန်တော်ကအဲ့ရပေါ်မှာလဲလျောင်းသလား uh, do we live under the tree ကျွန်တော်တို့ကသစ်ပင်အောက်မှာနေသလား do they come from nam tu သူတို့က nam tu ကနေလာသလား do the cook yawn in the kitchen စပမှုကစပဆောင်ထဲမှာတန်းသလား uh, do the swimmer dive into the water အာရေကူးသမားကရေထဲကိုဒိုင်ပင်ထိုးဝင်သလား do your friends wait in front of the hotel မိရသူငယ်ချင်းကအဟိုတယ်ရှိမှာဆောင်းသလား do birds flies in the sky မြက်တွေကကောင်းကင်ထဲမှာပြန်တန်းသလား do the girl jump at the back of the house ကောင်းမလေးတွေကအိမ်နောက်မှာအခုံကြသလား do the boy ran in the rain ကောင်းလေးတွေကမိုးရွာထဲမှာမိုးထဲမှာပြေးကြသလားဒါကတော့မေးတာဖြစ်ပါဖြစ်ပါတယ်အချိန်မှာဒူးလေးထည့်ပေးလိုက်လို့ရှင်အာသူကမေးတာဖြစ်သွားတာပေါ့နော်လာပေါ့လာမေးကွန်းမှန်းလိုက်ပြောမယ်ဆိုလို့ရှင်ပြောဟုတ်ចောင်းပြောတာလည်းရပြီမဟုတ်ចောင်းပြောတာလည်းရပြီမေးတာလည်းရပြီဒါဆိုရင်သူကတချို့ရုပ်ကမေးမှာကွာ do you go to school မင်းကျောင်းသွားသလားဒါဆိုဘယ်လိုပြန်ဖြေမလဲဖြေပုံလေးကြည့်ကြရအောင် သူကအနောက်ကဥမာအိုင်နဲ့မေးတယ်ဆိုလို့ရှင်ယူနဲ့ဖြေတာပေါ့နော်အာဥမာမြန်မာဆိုလို့ရှင်ငါဒါလုပ်လားသူတယောက်တစ်ဖက်ကပြန်ပြောမယ်မင်းဒါလုပ်တယ်မင်းဒါမလုပ်ဘူးစသဖြင့်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဆိုတော့じゃအိုင်နဲ့မေးစေမေးရင်ယူနဲ့ဖြေမယ်ယူနဲ့မေးရင်အိုင်နဲ့ပဲပြန်ဖြေမယ်ဒါပေမဲ့ယူဆိုရင်နောက်ဖြတ်ယူအများအများကြီးမင်းတို့မင်းတို့ကလုပ်လားဆိုရင် ငါတို့လုပ်တယ်လို့ဖြေမှာဆိုတော့အာမင်းတို့လို့မေးတယ်ဆိုလို့ရှိရင်တော့ we နဲ့ပြန်ဖြေရအောင်ပေါ့နော် we နဲ့မေးတယ်ဆိုလို့ရှိရင်တော့ you နဲ့ဖြေရမှာပေါ့ they တို့အာ he she it တို့ကတော့သူတို့ဟာနဲ့သူတို့နဲ့ပဲပြန်ဖြေမှာပေါ့နော်သူတို့သွားသလားဆိုသူတို့သွားတယ်လို့ပဲပြန်ဖြေမှာဆိုတော့အာ do they go ဆိုရင်အာ yes they do ပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဖြေပုံဖြေနည်းလေးပြောကြရအောင်ဥပမာ do you go to school အပြန်ဖြေမယ်ဆိုရင် yes i do ကိုသွားတယ်ဆိုရင်ဟုတ်ကဲ့သွားပါတယ်မသွားဘူးဆိုရင် no i don't အဲ့လောက်ဆိုရင်ရတယ်เนาะအဲ့ဒါဆိုရင်အာ we နဲ့မေးမယ်ဆိုလို့ရှင် do we uh, go to school ပြန်ဖြေမယ်ဆိုလို့ရှင်တယောက်က yes you do တယောက်တစ်ဖက်ကမေးမယ် yes you do အာမသွားဘူးဆိုရင် no you don't အဲ့ဒါအဲ့ဒီနှစ်ခုပဲပြောင်းရတာနည်းနည်းရှုပ်တာပေါ့เนาะ သေးတော့ကြတော့ရှုပ်ဆရာမလို့ဘောသူဟာနဲ့သူပဲပြန်ဖြေပါသူတို့ចောင်းသွားသလား do they go to school ဟုတ်ကဲ့သူတို့သွားတယ် yes they do ဟွန်းသူတို့မသွားဘူး no they don't စသဖြင့်အဲ့လိုပဲပြောင်းရပါတယ်ဒါတွေကိုကြည့်ပြီးတော့မှအခြားပုံစံမျိုးအခြားနေရာပြတို့ verb တွေနဲ့သုံးပြီးတော့မှကိုယ့်ဟာကို လေ့ကျင့်ကြပါများများလေ့ကျင့်မယ်ဆိုလို့ရှိရင် စာမြင်လာနိုင်မယ်စာမြင်လာပြီဆိုလို့ရှိရင် စာမခက်တော့ပါဘူးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေ have a happy life